ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်အခု22ချိန်မှာတဲ့နော် try ရှိရင်တဲ့ try site ရှိလားတဲ့ try ထွက်နိုင်လားလို့မေးထားတဲ့လူတွေနော်ကျွန်တော်အခု22ချိန်မှာ try ထွက်နိုင်တဲ့ site ကလေးရှိရင်ပြပေးပါဆိုလို့နော် ကျွန်တော်20ချိန်မှာထွိုင်းထွက်နိုင်လားထွိုင်း site ရှိလားလို့မေးထားတဲ့လူတွေအတွက်ကျွန်တော်အခုတင်ပေးတာเนาะထွိုင်း site တော့မဟုတ်ဘူး site ကထွိုင်း site မဟုတ်ဘူး form way site เนาะကျွန်တော်တင်ပေးနေကြ form way site 2010 2015 5ငါးနှစ်ချိန်သွားတဲ့ site เนาะ2010 2015 2020 2025เนาะဒီ3ဒီနှစ်တွေမှာသူက site ကတော့ form way site ထွိုင်း site မဟုတ်ဘူးเนาะဒါပေမဲ့အဲ့ form way site ကအခု20ချိန်မှာထွက်မယ် အောင်ရမယ်ဆိုလို့ရှိရင် try 10ခွက်ထွက်တယ်နော်အဲ့တော့ဒီ20ချိန်မှာဒီ form site ကအောင်ရရင် try ကထွက်သွားနိုင်တာပေါ့နော်အဲ့ထွက်သွားနိုင်တဲ့အတွက်ကျွန်တော်ချပြပေးတာ try site တီးတန်းတော့မဟုတ်ဘူး site ကတော့ try site မဟုတ်ဘူး form site နော် form site ကို20ချိန်မှာထွက်နိုင်တဲ့ site ရှိရင်ပြပေးပါဆိုလို့ကျွန်တော်ပြပေးတာနော်20ချိန်မှာ try ထွက်နိုင်တဲ့ site ရှိရင်ပြပေးပါလို့ပြောထားတဲ့လူတွေအတွက်ပြပေးမှာနော်ဟုတ်ပြီနော်အားလုံးကြည့်အောင်နော်ကျွန်တော်ဒီမှာဒီ2010ထဲမှာတဲ့နော်ကျွန်တော်တို့ ီမှာထိတ်နှလုံးသုံးနဲ့ထိတ်ထောင်နှလုံးသုံးခါးထောင်နှလုံးသုံးနောက်ထောင်နှလုံးသုံးเนาะထိတ်ထောင်နှလုံးထိတ်ထောင်နှလုံးသုံးခါးထောင်နှလုံးသုံးနောက်ထောင်နှလုံးသုံးအောင်ခဲ့တယ်เนาะ2000 2010ထဲမှာเนาะဒါအဲ့အတွက်နေ9နှစ်သွားလိုက်1 2 3 4 5နှစ်သွားလိုက်2015ထဲမှာလည်းပဲ तू อ่ะဒီတိုင်းပဲထိတ်ထောင်နှလုံးရှိခါးထောင်နှလုံးရှိနောက်ထောင်နှလုံးရှိเนาะအောင်ခဲ့တယ်เนาะ तू อ่ะနေပြီးတော့9နှစ်သွားလိုက်1 2 3 4 5 2020အဲ့2020ထဲမှာလည်းပဲသူကထိတ်ထောင်နှလုံးကခါးထောင်နှလုံးက နောက်ထောင်နှလုံးကနော်ထိတ်ထောင်နှလုံးက၅ခါထောင်နှလုံးက၅နောက်ထောင်နှလုံးက၅နော်ဒီစနစ်ကအောင်ခဲ့တယ်နော်အဲ့တော့သူကနေ၅နှစ်သွားလိုက်တော့2025 2025နော်ဒီ2025ထဲမှာလည်းပဲသူကအဲ့စနစ်က3.6မှာ အောင်ခဲ့တယ်နော်ဘာလို့လဲဆိုတော့ထိတ်ထောင်နှလုံး1ခါထောင်နှလုံး1နောက်ထောင်နှလုံး1နော်အောင်ခဲ့တယ်ကျွန်တော်တို့ကဒီအပေါ်မှာအဲ့စနစ်ကိုကစားလိုက်တာလေးနောက်ဝိတ်ကအောက်မှာကစားတာဆိုပြီးတော့ယူဆလိုက်တာเนาะသူကအောက်ကိုတပင်နှိမ့်ပြီးမှကစားသွားတာเนาะအဲ့နှစ်ထဲမှာပဲ ဆိုတဲ့ဖော်မွေးအောင်ခဲ့တယ်နော်ဒီစဒီ9နှစ်တစ်ကြိမ်ဖော်မွေး9နှစ်တစ်ကြိမ်ပေးနေတဲ့ဖော်မွေးစနစ်တွေကအောင်ခဲ့တယ်နော်သူကဒီမှာဒီစနစ်အောင်တယ်နော်အဲ့ဒီမှာအခုကစားမယ်စနစ်က20ကြိမ်အတွက်ကိုကစားပြမယ်စနစ်ကအဲ့ထဲမှာ तू ကဘာလဲဆိုတော့ तू ကဒီမှာဒီခါရယ်6ခါရယ်5ခါရယ်4ခါ4ထိပ်ပြီเนาะ6 5 4ပေါ့เนาะ6ခါ5ခါ4ထိပ်ဒီသုံးလုံးပေါင်းရင်း8 အဲ့လိုရှင်းဖြစ်လိုက်လို့ရှိရင်နဲ့ထိတ်နဲ့ခါနဲ့ကလည်းရှင်းနောက်ပြီးနှလုံးထောင်ပေါင်းခြင်းကလည်းရှင်းနော်ဒီလိုညီရမှာနော်ဒီစနစ်အောင်ပြီးသွားပြီနော်ဒီစနစ်အောင်ပြီးမှာတို့อ่ะနော်ဒီစနစ်ထိတ်ထောင်နှလုံးသုံးခါနှလုံးသုံးနောက်ထောင်သုံးသုံးအဲ့သုံးသုံးသုံးစနစ်အောင်ပြီးကမှာနောက်တစ်ချိန်မှာတို့อ่ะဒီဖော်မူးနဲ့လားဖြစ်တယ်နော်ကိုးငါးလေးရှင်းထိတ်နဲ့ခါနဲ့ရှင်းနောက်ထောင်နှလုံးရှင်းနော်ဒါ2010နော်2015ထဲမှာ9နှစ်တကြိမ်ဆို2015 2015ထဲမှာလည်း तू အဲ့တိုင်းပဲတဲ့ခါနှလုံး ထိတ်ထောင်နှလုံးရှိခါထောင်နှလုံးရှိနောက်ထောင်နှလုံးရှိညီးသွားပြီနော်ညီးပြီးအဲ့နှစ်ထဲမှာပဲတဲ့နောက်တနည်းအနေနဲ့ဘယ်လိုကစားရလဲဆိုတော့ तू ကဒီ3ခါရဲ့6ခါရဲ့နှစ်ထိတ်ကနော်3 6နှစ်ပေါင်းရင်1အဲ့လို1ဆိုလို့ရှိရင်နဲ့8ထိတ်နဲ့ဒီ3ခါနဲ့ကလည်း1နောက်ထောင်နှလုံးလေးခုံကလည်း1ပဲเนาะဒီလိုအောင်ရမှာเนาะဟုတ်ပြီ तू ကနေ9နှစ်သွားလိုက်တော့ तू က1 2 3 4 5နှစ်သွားနောက်ထောင်20ထဲမှာ 2020ထဲမှာလည်းသူကဒီမှာတော့ထပ်ပြီးတော့တခါလည်းဖြစ်သွားတာเนาะဒီထိတ်ထောင်နှလုံးကခါတော့နှလုံးကနောက်ထောင်နှလုံးကလည်းဒီမှာပဲဖြစ်တယ်เนาะဒီစနစ်ကလည်းပဲ3969ဆိုတော့9เนาะဒီသုံးလုံး9အဲ့9ကို6ထိတ်နဲ့ဒီ6ခါနဲ့ကလည်း9နောက်ထောင်နှလုံးကလည်း9ညီရမှာเนาะဒီသုံးလုံး9ကိုဒီဆောင်နှလုံးကနောက်ထောင်နှလုံး9เนาะဟုတ်ပြီ ဲ့ဒါဆိုရင်အခု2020ထဲမှာပြီးသွားတော့2025ငါးနှစ်တချိန်သွားပြီးတော့2025เนาะ2020ပြီးတော့1 2 3 4 5နှစ်တချိန်သွားပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ကဒီထိတ်ထောင်နှလုံး1ခါရောင်နှလုံး1နောက်ထောင်နှလုံး1ဆိုတော့ဒီစနစ်ကအောင်းသွားပြီเนาะဒီစနစ်ကအောင်းသွားပြီဆိုတော့ तू อ่ะအခုချိန်မှာ तू ไอซ์เซนနှစ်ထွက်ခဲ့မယ်ဆိုရင်ねเนาะအခုချိန်မှာไอซ์เซนနှစ်ထွက်ခဲ့မယ်ဆိုရင် तू อ่ะ6 6 3ညလို့ထဲလာเนาะ ိုးခါရယ်ကိုးခါရယ်သုံးညထိတ်လို့ထည့်လိုက်တာနဲ့ရှစ်ဖြစ်သွားပြီသုံးညထိတ်လို့ထည့်လိုက်တာနဲ့ရှစ်ဖြစ်ပြီအဲ့ရှစ်ကိုတော့ထိတ်နဲ့ခါနဲ့ဒီထိတ်နဲ့ခါနဲ့ကလည်းရှစ်ဖြစ်ရမယ်ဆိုတော့သုံးညပဲเนาะအဲ့တော့နောက်ထောင်နှလုံးရှစ်ဖြစ်ရမယ်ဆိုတော့လည်းသုံးညเนาะအဲ့တော့ဒီမှာသုံးညထည့်လိုက်ရင်ရှစ်အဲ့ရှစ်ကိုဒီထိတ်နဲ့ခါနဲ့ရှစ်နောက်နဲ့နောက်ပိတ်နှလုံးထောင်ပေါင်းညကလည်းရှစ်ဆိုတော့သုံးညနော်တကယ်လို့မျိုးအဲ့နေရာမှာတစ်ထည့်မယ်တစ်ထည့်မယ်ဆိုရင်ကိုကိုတစ်ဆိုတော့ကိုနော်ကိုရှင်းနဲ့တစ်နေရာလဲကို နောက်နောက်ထပ်နှလုံးကလည်းပဲကိုယ်ပဲဆိုတော့တစ်ထွားနော်သူညထွားရင်တစ်ထွားနော်အဲ့ဒီစနစ်ထဲမှာတဲ့သူက twin circle ထက်တယ်ဗောဒီစနစ်ကနော် twin circle ထက်တယ်ဒီစနစ်ထဲမှာပဲကျွန်တော်တို့ဒီ6လေး6တုံးအောင်လည်းအောင်ခဲ့တယ်နော်ဒီ1 1 1ပြီးတော့6လေး6မှာတော့ဒီ3လုံးအောင်ရင်4တဲ့အဲ့လေးဒီ4ခါဖြစ်ပြီးတော့မှဒီ3လုံး6ကနှစ်ကေ6ကေကလည်း4ပြန်ဖြစ်ရမယ်ဆိုတော့စနစ်ကလည်းအောင်သွားပြီနော်ဟိုရှေ့မှာလည်းပဲဒီတိုင်းပဲရှေ့3ကစလုံးမှာလည်းဖြစ်ခဲ့တယ်နော်အဲ့တော့သူကအခုဘွဲမှာ တကယ်လို့ကြာခဲ့မယ်ဆိုရင် try ရဒီချိန်မှာထွက်နိုင်တယ်ပေါ့နော်ဒီစနစ်ကဒီ form စနစ်အောင်ခဲ့မယ်ဆိုရင်ဒီဘက်မှာ try ထွက်နိုင်တာပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါပြန်ပြောပြမယ်နော်ဒီ2010ထဲမှာကျွန်တော်တို့2010ထဲမှာနော်2010ခုနှစ်ထဲမှာကျွန်တော်ဒီထိတ်ထောင်နှလုံးခါထောင်နှလုံးနောက်ထောင်သုံးနှလုံးသုံးညီရမှာနော် try ဖြစ်ရမှာပေါ့ဒီသုံးလုံးမှာဒီကောင်သုံးဆိုဒီလိုလဲသုံးဒီလိုလဲသုံးเนาะအဲ့ဒီနှစ်ထဲမှာပဲတဲ့နောက်နောက်တစ်ခါပြန်ပြောပြမယ်ဒီ9 5 4ပေါင်းချင်းရှိရเนาะ ခါနှလုံး6ခါ5ခါ၄ထိပ်ပေါ့ကိုငါ၄ပေါင်းချင်း၈အဲ့၈ဆိုရင်နဲ့ထိပ်နှစ်ခါနဲ့ရလဲ၈ပါတဲ့ပေါင်းချင်း၈နောက်ပြန်နှလုံးထောင်းပေါင်းချင်းရလဲ၈ဖြစ်ရပါမယ်เนาะဒါပထမကတ်ဒုတိယကတ်မှာလည်းသူဒီတိုင်းမှာ2010ပြီးတော့2015 2010ပြီးတော့9နှစ်သွားလိုက် တော့2015အဲ့2015ထဲမှာလည်းသူကထိပ်ထောင်နှလုံးခါထောင်နှလုံးနောက်ထောင်နှလုံးဒီကောင်နဲ့ညီခဲ့ပြီးပြီเนาะညီခဲ့ပြီးပြီဆိုတော့သူကဒီ3ငယ်တဲ့6ငယ်တဲ့ဒီ2ငယ်1ပါတဲ့3ခါ6ခါ2ထိပ်1 ဲ့လိုတစ်ဖြစ်မယ်ဆိုရင်ရှစ်ထိတ်နဲ့ဒီသုံးခါနဲ့ကလည်းတစ်ပါပဲတဲ့နောက်ပိတ်နှလုံးထောင်းပေါင်းခြင်းကလည်းတစ်ပါပဲတဲ့နော်ဒီစနစ်ကဒါ2015အဲ့တော့9နှစ်တချိန်သွားလိုက်2020ဒီ2020ထဲမှာလည်းပဲတဲ့အဲ့တိုင်းပဲအဲ့စနစ်အတိုင်းပဲနော်သူကဒီမှာတော့တစ်ထပ်ထဲသွားကြတာနော်ဒီမှာထိတ်ထောင်းနှလုံး9ခါနှလုံး9နောက်ထောင်းနှလုံး9လည်းပဲဖြစ်တယ်ဒီမှာပဲဒီသုံးလုံးပေါင်းခြင်း9ပေါ့3ခါရဲ့6ခါရဲ့6ထိတ်တယ်ဒီသုံးလုံးပေါင်းခြင်း9ကို 6ထိတ်နဲ့9ခါနဲ့လည်းငါနောက်ထောင်နောက်ပိုင်းနှလုံးထောင်ပေါင်းကြီးနဲ့လည်းငါဆိုတော့ဒီကောင်မားတို့တထထဲသွားကြရတယ်နော်ဟုတ်ပြီနော်အဲ့ကောင်နဲ့ထွက်လပြီးလည်းပြီးရောတကူ2025ကြာတော့သူက2025မှာဒီစနစ်ကလည်းအောင်းသွားပြီထိတ်ထောင်နှလုံးတစ်ခါထောင်နှလုံးတစ်နောက်ထောင်နှလုံးတစ်နော်အဲ့တော့ခုချိန်မှာသူကအဲ့စနစ်အောင်းခဲ့မယ်ဆိုရင်တဲ့9 9 3ည3ညထိတ်ထည့်လိုက်ရင်8အဲ့တော့ထိတ်နှစ်ခါနဲ့ပေါင်းရင်8နောက်ထောင်နှလုံးပေါင်းရင်8နော် တကယ်လို့တစ်ထည့်မယ်ဆိုရင်ကိုကိုတစ်ဆိုတော့ကိုရှင်းနဲ့တင်းနဲ့ရလဲကိုဒီရှင်းနဲ့တင်းနဲ့ရလဲကိုဆိုတော့တစ်ထွိုင်းနော်သုံးညထိတ်ထည့်ရင်သုံးညထွိုင်းတစ်ထိတ်ထည့်ရင်တစ်ထွိုင်းဒီစနစ်ကအခုချိန်မှာအောင်ခဲ့မယ်ဆိုရင် twin ဆယ်ခွက်ထွက်တယ်နော်ဒီစနစ်က twin ဆယ်ခွက်ထွက်တယ်တကယ်လို့များဒီစနစ်အောင်မယ်ဆိုရင်ဒီ20တချိန်မှာ twin ကထွက်သွားနိုင်တယ်ပေါ့နော်20တချိန်မှာ twin ထွက်သွားနိုင်တယ်ဒီစနစ်အောင်ရင်တကယ်လို့ဒီအချိန်မှာ20တချိန်မှာဒီစနစ်မအောင်ဘူးဆိုလို့ရှိရင်လည်းပဲသူကနောက်မှာတချိန်နှစ်ချိန်သုံးချိန်เนาะဒီမှာမအောင်ငယ်ဘူးဆိုရင်လည်းပဲနောက်သုံးချိန်မကြံတော့ဘူးเนาะ အဲ့၃ချိန်မှာပဲတစ်ချိန်ကိုတစ်ခါအဲ့လိုမျိုးလှုပ်ပြီးတော့ထိုးသွားပါဗျာဖုံမွေနော်၃ချိန်နဲ့ကြံတော့တာပဲ၃ချိန်နဲ့ကြံတော့တာဖြစ်တဲ့အတွက်ဒီပွဲမှာအောင်ခဲ့မှဆိုရင်ထွိုင်းနော်ထွိုင်းဆယ်ကွက်ထက်ကတကွက်ထွက်မယ်နော်ဒီပွဲမှာအောင်ရင်ဒီပွဲမှာမအောင်ဘူးဆိုရင်လည်းအဲ့လိုပဲလှုပ်ပြီးတော့ဒီလိုဒီဖြစ်စဉ်တိုင်းပဲဒီသုံးလုံးပေါင်းကြီးဒီသုံးဒီနှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးညီတယ်ညီအောင်တော့ပြီးတော့မှနှစ်ကုန်ပြီးမွေးထုံရင်လည်းထိုးပေါ့ဗျာနော် အဲ့တော့ဒီပွဲမှာဒီစနစ်ကအောင်ခဲ့မယ်ဆိုရင်တော့20ချိန်မှာထွိုင်ထွက်မယ်ပေါ့ဗျာနော်အားလုံးပဲကုလတ်နော်ကံကောင်းကြပါစေဗျာနော်အားလုံးကုလတ်ပါ